ဖတ်ရှုနာစဉ်တစ်နှစ်တာနှုတ်ကပ္ပသမတရားအစီအစဉ်မှကြိုဆိုပါရစေ။ဒီကနေ့ဖတ်ရှုနာစဉ်ရမယ့်နှုတ်ကပ္ပသမကျမ်းစာတော်မြတ်ကတော့ရှင်ယောဟန်ခရစ်ဝင်ကျမ်းအခန်းကြီး16မှ18အထိဖြစ်ပါတယ်။ရှင်ယောဟန်ခရစ်ဝင်ကျမ်းအခန်းကြီး16သင်တို့သည် စိတ်မပြည့်စေခြင်းဟာဤစကားကိုငါဟောပြော၏။လောကီသားတို့သည် သင်တို့ကိုတရားစရက်မှနှင်ထုတ်လိမ့်မည်။သင်တို့ကိုသတ်သောသူမြည်စီကား ဖျားဝတ်ကိုငါပြုတ်ပြီးဟုမိမိထင်မှတ်သောအချိန်ကာလရောက်လိမ့်မည်ခမဲတော်ကိုမသိငါကိုလည်းမသိသောကြောင့်ထို့သို့ပြုကြလိမ့်မည်ထိုအချိန်ကာလရောက်သောအခါငါသည်အထက်ကဤသို့ပြောပြီးစီကို သင်တို့အောက်မေ့စီခြင်းဟာယခုပြေငါဟောပြော၏အစအဦး၌သင်တို့နှင့်အတူငါရှိသောကြောင့်ဤသို့မပြောဘူးသည်ငါကိုစေလွတ်တော်မူသောသူထံသို့ယခုငါသွားရမည်ဖြစ်၍ အဘယ်အရက်သို့သွားမည်နည်းဟုသင်တို့မမေးကြ။ဤအကြောင်းအရာတို့ကိုငါဟောပြောသောကြောင့်သင်တို့သည် အလွန်ဝမ်းနည်းခြင်းသို့ရောက်ကြ၏။ငါအမှန်အကန်ဆိုစီကငါသွားလျင် သင်တို့အကျိုးရှိလိမ့်မည်။အကြောင်းမူကားငါမသွားလျင်ဥပစ္စွေဆရာသည် သင်တို့စီသို့မလား။ငါသွားလျင် ထိုသူကိုသင်တို့စီသို့ငါစီလွှတ်မည်။ဥပစ္စွေဆရာသည်ရောက်လာလျင်ဒုစရိုက်အပြစ်ကို၎င်းအပြစ်ကင်းခြင်းကို၎င်း အပြစ်စီရင်ခြင်းကို၎င်း လောကီသားတို့အားထင်ရှားစွာဖော်ပြမည်ငါကိုမယုံကြည်ကြသောကြောင့်ဒုစရိုက်အပြစ်ကိုဖော်ပြမည်ငါသည်ခမဲတော်ထံသို့သွားမည်ဖြစ်၍သင်တို့သည်နောက်တဖန်ငါကိုမတွေ့မမြင်ရသောကြောင့်အပြစ်ကင်းခြင်းကိုဖော်ပြရမည်ဤလောကကိုအစိုးရသောမင်းသည်အပြစ်စီရင်ခြင်းကိုခံရသောကြောင့်အပြစ်စီရင်ခြင်းကိုဖော်ပြမည်သင်တို့အားငါပြောစရာစကားအများရှိတော်လဲသင်တို့သည်ယခုမခံနိုင်ကြ တမတရားနှင့်ပြည့်စုံသော ထိုဝိညာဉ်တော်သည် ရောက်လာသောအခါတမတရားကိုသင်တို့အားအကျွင့်မဲ့သွန်သင်ပြသလိမ့်မည်ထိုဝိညာဉ်တော်သည်ကိုအလိုအလျောက်ဟောပြောမည်မဟုတ်ရှားသမျှတို့ကိုဟောပြောလိမ့်မည်နောင်လာလက်တန့်သောအရာတို့ကိုလည်းသင်တို့အားဖော်ပြလိမ့်မည်ထိုသူသည်ငါဘုံကိုထင်ရှားစေလိမ့်မည်အကြောင်းမူကားငါနှင့်ဆက်ဆိုင်သောအရာကိုယူ၍သင်တို့အားဖော်ပြလိမ့်မည်ခမဲတော်နှင့်ဆက်ဆိုင်သမျှသည် ငါနှင့်ဆက်ဆိုင်၏ထိုကြောင့်ငါနှင့်ဆက်ဆိုင်သောအရာကိုယူ၍တင်တို့အားပေါ်ပြလိမ့်မည်ဟုငါပြော၏ခဏကြာပြီးမှတင်တို့သည်ငါကိုမမြင်ရကြတပံခဏကြာပြီးမှငါကိုမြင်ပြန်ကြလိမ့်မည်အကြောင်းမူကားငါသည်ခမဲတော်ထံသို့သွားမည်ဟုမိန့်တော်မူ၏တပည့်တော်အချို့တို့ကလည်းခဏကြာပြီးမှတင်တို့သည်ငါကိုမမြင်ရကြတပံခဏကြာပြီးမှငါကိုမြင်ပြန်ကြလိမ့်မည်ဟု၍၎င်းအကြောင်းမူကား ငါသည်ခမဲတော်ထံသို့သွားမည်ဟု၍၎င်းမိန့်တော်မူသောစကားသည်အဘယ်သို့ဤခဏဟု၍မိန့်တော်မူသောအဘယ်သို့ဆိုလိုသည်နီမိန့်တော်မူသောစကားကိုအကျွန်ုပ်တို့သည် နားမလဲဟုအချင်းချင်းပြောဆိုကြ၏တပည့်တော်တို့သည်မေးလျှောက်လိုသည်ကိုယေရှုသိမြင်တော်မူလျင်ခဏကြာပြီးမှ သင်တို့သည်ငါ့ကိုမမြင်ရကြတပန်ခဏကြာပြီးမှငါ့ကို မြင်ပြန်ကြလိမ့်မည်ဟုငါပြောသောစကားကိုသင်တို့သည် အချင်းချင်းဆင်ခြင်ကြသလော ငါအမှန်အကန်ဆိုသည်ကတင်တို့သည်ငိုကြွေးမိတန်းချင်းရှိကြလိမ့်မည် လောကီသားတို့သည်ဝမ်းမြောက်ချင်းရှိကြလိမ့်မည်စင်တို့မူကားဝမ်းနေချင်းရှိတော်လဲထိုဝမ်းနေချင်းသည်တပံဝမ်းမြောက်ချင်းဖြစ်လိမ့်မည်မိမသည်သားကိုဖွားခြင်းအခါဖွားရသောအချိန်ရှိသောကြောင့်ဝမ်းနေချင်းရှိ၏ဖွားမြင်ပြီးမှဤလောက၌လူတယောက်ကိုဖွားမြင်သောကြောင့်ဝမ်းမြောက်ချင်းရှိ၍အထက်ခံရသော ဝေဒနာကိုမေ့လျော့တတ်၏ ထိုနည်းတူယခုတွင် သင်တို့သည်ဝမ်းနေခြင်းရှိကြတော်လဲနောက်တပံသင်တို့ကိုငါတွေ့မြင်သဖြင့်သင်တို့သည်စိတ်နှလုံးဝမ်းမြောက်ခြင်းရှိကြလိမ့်မည်ထိုဝမ်းမြောက်ခြင်းကိုအဘယ်သူမျှလူယူဖြည့်ဆည်းခြင်းငါမတတ်နိုင် ထိုနည်း၌သင်တို့သည်ငါကိုအလင်းမမေးမြန်းရကြငါအမှန်အကန်ဆိုသည်ကသင်တို့သည်ငါဤနာမကိုအမိပြု၍ခမဲတော်ထံမှဆုတောင်းသမျှတို့ကိုခမဲတော်သည် ပေးတော်မူမည်ယခုတိုင်အောင် ငါဤနာမကိုအမိပြု၍တင်တို့သည်အဘယ်စုကိုမျှမတောင်းကြသည်တင်တို့သည်ဝမ်းမြောက်စရာအကြောင်းစုံလင်စေခြင်းငါတောင်းကြလောထို့သောတောင်းလျင်ရကြလိမ့်မည်ဤအရာတို့ကို ပုံဥပမာအားဖြင့်ငါဟောပြော၏ပုံဥပမာအားဖြင့်မဟောမပြောဘဲခမဲတော်နှင့်ဆက်ဆိုင်သောအရာတို့ကိုတင်တို့အားအတိအလင်းဖော်ပြသောအချိန်ကာလရောက်လိမ့်မည် ထိုကာလ၌တင်တို့သည်ငါဤနာမကိုအမိပြု၍ဆုတောင်းကြလိမ့်မည် သင်တို့အဖို့အလိုငါငါသည်ခမဲတော်ကို တောင်းမည်ဟုမဆိုအကြောင်းမူကားသင်တို့သည်ငါကိုချစ်ကြ၍ငါသည်ဖျားသခင်အထံတော်မှကြွလာစီကိုယုံကြည်သောကြောင့်ခမဲတော်သည် ကိုတော်တိုင်သင်တို့ကိုချစ်တော်မူ၏ငါသည်ခမဲတော်ထံမှထွက်၍ဤလောကသို့ကြွလာပြီးတပံဤလောကမှထွက်၍ခမဲတော်ထံသို့သွားအိုးမည်ဟုမိန့်တော်မူ၏တပည့်တော်တို့ကလည်းကိုတော်သည်ယခုတွင် ပုံဥပမာကိုမဆောင်ဘဲအတိအလင်းဟောပြောတော်မူ၏အလုံးစုံတို့ကိုသိတော်မူသည်ကို၎င်းအဘယ်သူမျှကိုတော်ကိုမေးမြန်းစေခြင်းကအလိုတော်မရှိသည်ကို၎င်းယခုတွင်အကျွန်ုပ်တို့သိကြပါ၏အကျွန်ုပ်တို့သည်ဤအကြောင်းကိုထောက်၍ကိုယ်တော်သည်ဖျားသခင်အထံတော်မှကြွတော်မူသည်ကိုယုံပါသည်ဟုပြောကြ၏ယေရှုကလည်းယခုတွင်ယုံကြပြီလောသင်တို့သည်ကြွေးပြား၍ငါ့ကိုတကူကြီးနေစေခြင်းကစွန့်ပစ်လျက် အသီးအသီးမိမိတို့နေရာသို့ပြေးသွားမိအချိန်ကာလသည်လာ၍ယခုပင်ရောက်ပေ၏သို့တော်လည်းငါသည် တကူကြီးနေစီမဟုတ်ခမဲတော်သည်ငါနှင့်အတူရှိတော်မူ၏သင်တို့သည်ငါကိုအမိပြု၍ငြိမ်သက်ခြင်းရှိစေခြင်းဟာဤစကားကိုငါဟောပြောပြီးသင်တို့သည် လောက၌ဆင်းရဲဒုက္ခကိုခံရကြလိမ့်မည်သို့တော်လည်းမစိုးရိမ်ကြနှင့်ငါသည်လောကကိုအောင်ပြီးဟုမိန့်တော်မူ၏ရှင်ယောဟန်ခရစ်ဝင်ကျမ်းအခန်းကြီး၁၇ ်ထိုသို့မိန့်တော်မူပြီးမှယေရှုသည်ကောင်းကင်သို့မျှော်ကြည့်၍"အိုးအဘအကျွန်ုပ်အချိန်ရောက်ပါပြီ။ကိုတော်သည်သားတော်လက်သို့အပ်ပေးတော်မူသမျှသောသူတို့အားထာဝရအသက်ကို ပေးစေခြင်းဟာလူမျိုးအပေါင်းတို့ကိုအစိုးရသောအခွင့်တကူကိုသားတော်အားပေးတော်မူသည်နှင့်အညီသားတော်သည်ကိုတော်ဤဘုန်းကိုထင်ရှားစေပါမည်အကြောင်းသားတော်ဤဘုန်းကိုထင်ရှားစေတော်မူပါ။ထာဝရအသက်ဟုမူကား မှန်သောဖျားသခင်တဆူကြီးဖြစ်တော်မူသောကိုရောကို၎င်းဆေလွတ်တော်မူသောယေရှုခရစ်ကို၎င်းသိကျွမ်းခြင်းသည်အကျွန်ုပ်သည်မြေကြီးပေါ်မှကိုရောကိုဘုန်းထင်ရှားစေပါပြီအကျွန်ုပ်ဆောင်ရွက်စရာဖို့အကျွန်ုပ်၌အပ်ပေးတော်မူသော အမှုကို အကျွန်ုပ်ဆောင်ရွက်၍ပြီးပါပြီ။အိုးအပါဤကဘာမတီမရှိမီအထံတော်၌အကျွန်ုပ်ခံစားသောဘုံအစီရင်နှင့်ယခုတွင်လည်းအကျွန်ုပ်ကိုအထံတော်၌ချီးမြှောက်တော်မူပါ ဤလောကထဲမှယူ၍အကျွန်ုပ်၌အပ်ပေးတော်မူသောသူတို့အားအကျွန်ုပ်စီကိုတော်ဤနာမကိုပြပါပြီထိုသူတို့ကို ကိုတော်စီပိုင်တော်မူသဖြင့်အကျွန်ုပ်အားပေးတော်မူ၏ကိုတော်ဤနှုတ်ကပတ်တရားကို သူတို့စီစောင့်ကြပါ၏အကျွန်ုပ်အားပေးတော်မူသမျှတို့စီကိုတော်မှဖြစ်ကြောင်းကိုသူတို့စီယခုသိကြပါ၏အကြောင်းမူကားအကျွန်ုပ်အားပေးတော်မူသမျှသောအရာတို့ကို သူတို့အားအကျွန်ုပ်ပေး၍သူတို့စီခံယူသဖြင့် အကျွန်ုပ်စီအထံတော်မှကြွလာစီကိုအတက်စီကြစီနှင့်ကိုတော်စီအကျွန်ုပ်ကိုဆစ်လွတ်တော်မူစီကိုယုံကြပါ၏သူတို့အဖို့အလို့ငါအကျွန်ုပ်ဆုတောင်းပါ၏လောကီသားတို့အဖို့အလို့ငါဆုတောင်းသည်မဟုတ်ပါ အကျွန်ုပ်အားပေးတော်မူသောသူတို့သည်ကိုတော်ဤလူဖြစ်သောကြောင့်သူတို့အဖို့အလို့ငါဆုတောင်းပါ၏အကျွန်ုပ်နှင့်ဆက်ဆိုင်သောအရာရှိသမျှတို့သည်ကိုတော်နှင့်ဆက်ဆိုင်ကြပါ၏ကိုတော်နှင့်ဆက်ဆိုင်သောအရာရှိသမျှတို့သည်လည်း အကျွန်ုပ်နှင့်ဆက်ဆံ၍ထိုအရာတို့အပြင် အကျွန်ုပ်သည်ဘုံထင်ရှားပါ၏ယခုမှစ၍အကျွန်ုပ်သည်ဤလောက၌မရှိပါဤသူတို့မူကားဤလောက၌ရှိရရကြပါမည် အကျွန်ုပ်သည်ကိုတော်ထံသို့သွားရပါမည်တန်ရှင်းတော်မူသောအပါကိုတော်နှင့်အကျွန်ုပ်သည်တလုံးတဝတီဖြစ်စေသို့အကျွန်ုပ်အားပေးတော်မူသောဤသူတို့သည်ဖြစ်ရပါမည်အကြောင်းသူတို့ကိုကိုတော်ဤနာမ၌တည်စေတော်မူပါ အကျွန်ုပ်သည် ဤလောက၌ဤသူတို့နှင့်တကွရှိစဉ်ကာလသူတို့ကို ကိုတော်ဤနာမ၌တည်စေပါပြီအကျွန်ုပ်အားပေးတော်မူသောသူတို့ကို အကျွန်ုပ်စောင့်မပါပြီထိုသူတို့တွင်ပျက်စီးခြင်းဤသားတယောက်မှတပါအဘယ်သူမျှပျက်စီးခြင်းသို့မရောက်ပါ ထိုသူသည်ပျက်စီးခြင်းသို့ရောက်စီအကြောင်းကားစံစာပြည့်စုံမည်အကြောင်းဒီယခုတွင် အကျွန်ုပ်သည် ကိုတော်ထံသို့သွားရမည်ဖြစ်၍ဤသူတို့သည် အကျွန်ုပ်ကိုအမိပြုသည်ဖြင့် ဝမ်းမြောက်ခြင်းနှင့်ပြည့်စုံမည်အကြောင်းဤစကားကိုဤလောက၌အကျွန်ုပ်ပြောပါ၏ကိုတော်ဤနှုတ်ကပတ်တရားကိုဤသူတို့အားအကျွန်ုပ်ပေးပါပြီအကျွန်ုပ်သည်ဤလောကနှင့်မဆက်ဆံသကဲ့သို့ဤသူတို့သည်မဆက်ဆံသောကြောင့်လောကီသားတို့သည်ဤသူတို့ကို မုန်းကြပါ၏ဤသူတို့ကိုဤလောကမှနှုတ်ယူတော်မူမည်အကြောင်းအကျွန်ုပ်တောင်းသည်မဟုတ်ပါမကောင်းသောအမှုအရာနှင့်ကင်းလွတ်စေခြင်းငှာစောင့်မတော်မူမည်အကြောင်းကိုသာတောင်းပါ၏ အကျွန်ုပ်သည်ဤလောကနှင့်မဆက်ဆံကြခဲ့သို့ဤသူတို့သည်မဆက်ဆံကြပါ ကိုရောဤသမာတရားအားဖြင့်သူတို့ကိုသန့်ရှင်းစေတော်မူပါ ကိုရောဤနှုတ်ကပတ်သည်သမာတရားဖြစ်ပါ၏ကိုရောသည်အကျွန်ုပ်ကိုဤလောကသို့ဆေလွတ်တော်မူစီနိတုအကျွန်ုပ်သည်ဤသူတို့ကိုဆေလွတ်ပါ၏သမာတရားအားဖြင့်သူတို့ကိုသန့်ရှင်းစေမိအကြောင်းအကျွန်ုပ်သည်သူတို့အဖို့အလိုငါကိုကိုသန့်ရှင်းစေပါ၏ သူတို့အဖို့ကိုသာကျွန်ုပ်ဆုတောင်းစီမဟုတ်ပါ သူတို့ဟောပြောခြင်းအားဖြင့်အကျွန်ုပ်ကိုယုံကြည်သော သူတို့အဖို့ကိုလည်းဆုတောင်းပါ၏ကိုရောသည်အကျွန်ုပ်ကိုဆေလွတ်တော်မူသည်ကိုလောကီသားတို့သည်ယုံကြမည်အကြောင်းထိုသူအပေါင်းတို့သည်တလုံးတဝကြီးဖြစ်လျက်အဘကိုရောသည်အကျွန်ုပ်၌ရှိတော်မူ၍အကျွန်ုပ်စီလည်းကိုရော၌ရှိသကဲ့သို့ထိုသူအပေါင်းတို့သည်ငါတို့၌တလုံးတဝကြီးဖြစ်စေခြင်းငှာဆုတောင်းပါ၏ငါတို့သည် တလုံးတဝဒီဖြစ်တဲ့ကဲ့သို့အကျွန်ုပ်စီသူတို့၌ရှိ၍ကိုတော်စီလည်းအကျွန်ုပ်၌ရှိတော်မူသောအားဖြင့် သူတို့သည် တလုံးတဝဒီဖြစ်၍တလုံးတဝဒီ၌စုံလင်စေခြင်းငှာ၎င်းကိုတော်စီအကျွန်ုပ်ကိုစေလွတ်တော်မူကြောင်းနှင့်အကျွန်ုပ်ကိုချစ်တော်မူတဲ့ကဲ့သို့သူတို့ကိုလည်းချစ်တော်မူကြောင်းကိုလောကီသားတို့သည်သိစေခြင်းငှာ၎င်းကိုတော်စီအကျွန်ုပ်အားပေးတော်မူသောဘုံအစီရေကိုအကျွန်ုပ်စီသူတို့အားပေးပါပြီ။အိုးအပါကိုတော်စီ ဤကဘာမတီမရှိမီအကျွန်ုပ်ကိုချီ၍အကျွန်ုပ်အားပေးတော်မူသောဘုန်းတော်ကို အကျွန်ုပ်အားပေးတော်မူသောသူတို့သည် ရှုမြင်ရမည်အကြောင်းအကျွန်ုပ်ရှိရာအရာ၌အကျွန်ုပ်နှင့်အတူရှိနေစေခြင်းကအကျွန်ုပ်အလိုရှိပါ၏တရားတော်မူသောအဘလောကီသားတို့သည် ကိုတော်ကို မသိတော်လဲအကျွန်ုပ်သိပါ၏ကိုတော်သည် အကျွန်ုပ်ကိုစေလွတ်တော်မူကြောင်းကို ထိုသူတို့သည်သိကြပါ၏ကိုတော်သည်အကျွန်ုပ်ကိုချစ်တော်မူသောမေတ္တာသည် ်သူတို့၌ရှိစေခြင်းငှာ၎င်းအကျွန်ုပ်သည်သူတို့၌ရှိစေခြင်းငှာ၎င်းကိုရောဤနာမကိုအကျွန်ုပ်သည်သူတို့အားပြညွှန်ပါပြီဖြစ်၍အစဉ်ပြညွှန်ပါမည်ဟုမိန့်မွဲ့တော်မူ၏ရှင်ယောဟန်ခရစ်ဝင်ကျမ်းအခန်းကြီး18ထို့သောမိန့်မွဲ့တော်မူပြီးမှယေရှုသည်တပည့်တော်တို့နှင့်အတူကေဒရွန်ချောင်းတစ်ဖက်သို့ကြွ၍ထိုအရ၌ရှိသောဥယျင်သို့ဝင်တော်မူ၏ထိုအရသို့ယေရှုသည်တပည့်တော်တို့နှင့်အတူသွားမြဲရှိသောကြောင့် ကိုတော်ကိုအနှံ့သောယုဒရှကာရုပ်သည်ထိုအရက်ကိုစီစီဖြည့်၍စစ်စုရဲတပ်တဒတ်ကို၎င်းယစ်ပယောဟိတ်အကြီးကဲတို့နှင့်ပါရီရှဲတို့ဆေလွတ်သောမင်းလူလင်တို့ကို၎င်းခေါ်ခဲ့၍မိအိမ်မိရှုလက်နှင့်တို့ကိုလက်ဆွဲလျက်လာကြ၏ယေရှုသည်ကို၌ဖြစ်လက်တန်းသမျှသောအမှုအရာတို့ကိုသိတော်မူလျက်လာသောသူတို့စီတို့သွား၍အဘယ်သူကိုရှာကြသနည်းဟုမေးတော်မူ၏ နာဇရဲမြို့သားယေရှုကိုရှာကြသည်ဟုဆိုလျင်ယေရှုကငါသည်ထိုသူဖြစ်၏ဟုမိန့်တော်မူ၏ကိုရောကိုအနှံသောယုဒရှကာယုတ်စီလည်းထိုသူတို့နှင့်အတူရပ်နေ၏ငါသည်ထိုသူဖြစ်၏ဟုမိန့်တော်မူလျင်ထိုသူတို့သည်နောက်သို့လှန်၍မြေပေါ်မှလဲကြ၏အဘယ်သူကိုရှာကြသနည်းဟုတပံမေးတော်မူလျင် နာဇရဲမြို့သားယေရှုကိုရှာကြသည်ဟုထိုသူတို့သည်ဆိုကြ၏ယေရှုကလည်း ငါသည်ထိုသူဖြစ်၏ဟုငါပြောပြီးတို့ဖြစ်၍ငါကိုရှာလျင်ဤသူတို့သည်သွားပါလိစေဟုမိန့်တော်မူ၏ကိုတော်သည်အကျွန်ုပ်အားပေးတော်မူသောသူတို့တွင်အဘယ်သူမျှပျက်စီးခြင်းသို့မရောက်ပါဟုသော အထက်ကစကားတော်ကိုပြည့်စုံစေခြင်းငါဤသို့မိန့်တော်မူ၏ထိုအခါရှိမုန်ပေတရုသည်မိမိ၌ပါသောဓာတ်ကိုဆွဲထုတ်ပြေးလျင်ယစ်ပြောဟိတ်မင်းဤကျွန်းတယောက်ကိုခုတ်သည်ဖြင့်လက်ရနရွက်ပြတ်လေ၏ထိုကျွန်းဤအမိကား မလခုဖြစ်သည်ယေရှုကလည်းဓားကိုအိမ်၌သွင်းထားလောခမဲတော်သည်ငါအားပေးတော်မူသောခွက်ကိုငါမဆောက်ရသလောဟုပေတရုအားမိန့်တော်မူ၏ထိုအခါတပ်မှုမှစ၍စစ်စုရဲတို့နှင့်ယူဒမင်းလူလင်တို့သည်ယေရှုကိုဖမ်းဆီး၍ခြိနှောင်ပြီးလျှင်အာနတ်မင်းထံသို့ရှေးဥစွာယူသွားကြ၏အာနတ်မင်းကထိုနှစ်တွင်ယစ်ပျောဟိတ်မင်းဖြစ်သောကာယာဖ၏ယောက်ခမဖြစ်သည်ထိုကာယာဖက လူတယောက်စီလူများတို့အတွေ့ပျက်စီးသောစာ၍ကောင်းသည်ဟုယူဒလူတို့နှင့်တိုင်ပင်ပြောဆိုသောသူပေသည်ရှိမုန်ပေတရုနှင့်အခြားသောတပည့်တော်တယောက်စီယေရှုနောက်တော်သို့လိုက်ကြ၏ထိုတပည့်တော်စီယစ်ပျောဟိတ်မင်း၏အသည့်အကျွမ်းဖြစ်၍ယေရှုနှင့်တကွယစ်ပျောဟိတ်မင်း၏အိမ်ဦးထဲသို့ဝင်လေ၏ပေတရုမူကားပြင်၌တကားနားမှရပ်နေ၏ထိုကြောင့်ယစ်ပျောဟိတ်မင်းနှင့်အကျွမ်းဝင်သောတပည့်တော်စီထွက်၍ တကားဆောင်မိမအားပြောပြီးမှပေတရုကိုသွင်းလေ၏တကားဆောင်မိမကပေတရုအားသင်စီထိုသူဤတပည့်တို့အဝင်ဖြစ်စီမဟုတ်လောဟုဆိုလျင် မဟုတ်ဘူးဟုပေတရုညင်းလေ၏ထိုကာလ၌ချမ်းသောကြောင့်ဂျုံများနှင့်မင်းလူလေများတို့သည်မိခဲပုံကိုထဲ့၍မီးလှုံလျက်နေကြ၏ပေတရုသည်လည်းသူတို့နှင့်တကွာရပ်၍မီးလှုံလျက်နေ၏ထိုကာရစ်ပြောဟိတ်မင်းသည်တပည့်တော်တို့ကို၎င်း ေသနာတော်ကို၎င်းအကြောင်းပြု၍ယေရှုကိုမေးမြန်းစစ်ကြော၏ယေရှုကလည်းငါသည်လောက၌ထင်ရှားစွာဟောပြောပြီးယူဒလူအပေါင်းတို့စည်းဝေးရာတရားစရ၌၎င်းဗိမာန်တော်၌၎င်းအစင်မပြတ်ဆုံးမဩဝါဒပေးပြီးမထင်ရှားဘဲအလင်းမဟောမပြောအဘယ်ကြောင့်ငါကိုမေးမြန်းသနည်းငါသည်အဘယ်သို့ဟောပြောသည်ကိုကြားနာသောသူတို့ကိုမေးမြန်းတော့ငါပြောသောစကားကိုထူထူတို့သည် သိကြ၏ဟုမိန့်တော်မူ၏ ထို့သောမိန်တော်မူလျင်အနီးအပား၌ရပ်နေသောမင်းလူလင်တစ်ယောက်ကတင်းစီရစ်ပြောဟိတ်မင်းကိုဤသို့ပြန်ပြောရသလိုဟုဆိုလျက်ယေရှုကိုရိုက်လေ၏ယေရှုကလည်းငါ့စကားမမှန်လျင် မမှန်ကြောင်းကိုပြပါ မှန်လျင်ငါ့ကိုအဘယ်ကြောင့်ရိုက်သနည်းဟုမိန်တော်မူ၏အနတ်မင်းစီကိုရောကိုချီနှောင်လျက်ရှိသည့်အတိုင်းယေပျောဟိမင်းကာယာဖတ်ထံသို့ပို့စီခဲ့ပြီးရှေမုန်ပေတရုသည်ရက်၍မီးလုံလျက်နေစီတွင အချို့သောသူတို့ကသင်စီသူဤတပည့်တို့အဝင် ဖြစ်စီမဟုတ်လောဟုမေးလျင် မဟုတ်ဘူးဟုပေတရုညင်းလေ၏ပေတရုခုတ်၍နရွက်ပြတ်သောသူနှင့်ပေါက်ဖော်တော်သောယစ်ပျောဟိတ်မင်း၏ကျွန်တယောက်ကသင်စီဥယျာဉ်၌ယေရှုနှင့်အတူရှိစီကိုငါမြင်ခဲ့ပြီမဟုတ်လောဟုဆိုလျင် ပေတရုသည်တဖန်ညင်းပြန်လေ၏ထိုခဏချင်းတွင်ကြက်တွင်၏နာနေအချိန်ရောက်လျင်ယေရှုကိုကာယဖတ်ထံမှအင်တော်ဥသို့ဆောင်သွားကြ၏ ်ထိုသူတို့သည်အာပတ်နှင့်ကင်းလို့၍ပသက္ခပွဲကိုခံရမည်အကြောင်းအိန္ဒိုဥထဲသို့ကိုတိုင်မဝင်ကြထိုကြောင့်ပြိလက်မင်းသည်သူတို့ရှိရာသို့ထွက်၍ဤသူ၌အဘယ်အပြစ်ကိုတင်ကြသနည်းဟုမေးတော့ဤသူသည်လူဆိုးမဟုတ်လျင် အကျွန်ုပ်တို့သည်ကိုတော်၌မအပ်ပါဟုလျှောက်ကြ၏ပြိလက်မင်းကလည်းသူ့ကိုယူ၍စင်တို့ဓမ္မသအတိုင်းစီရင်ကြဟုဆို၏ယူဒလူတို့ကလည်း အကျွန်ုပ်တို့သည်အဘယ်သူကိုမျှမသက်ပိုင်ပါဟုရှောက်ကြ၏ထို့သောရှောက်သောယေရှုသည်အဘယ်သို့မိမိသေးရမည်အရေးကိုပေး၍မိန်တော်မူသောစကားတော်ပြည့်စုံမည်အကြောင်းဒီပိလတ်မင်းသည်အိမ်တော်ဦးထဲသို့တဖန်ဝင်၍ယေရှုကိုခေါ်ပြီးလျှင်သင်သည်ယုဒရှင်ပြည်မှန်သလောဟုမေး၏ယေရှုကလည်းမင်းကြီးသည်ကိုအလိုအလျောက်ဤသို့မေးသလောသို့မဟုတ် သူတပါးတို့သည်ငါ၏အကြောင်းကိုရှောက်ကြပြီလောဟုမေးတော်မူ၏ပိလတ်မင်းကငါသည်ယုဒလူဖြစ်သလောသင်ဤလူမျိုးနှင့်တကွယစ်ပျောဟိအကြီးတို့သည်သင်ကိုငါ၌အကြပြီ သင်သည်အဘယ်သို့ပြုမိသနည်းဟုမေးလျင်ယေရှုကငါ၏နိုင်ငံသည်ဤလောကနှင့်မဆက်ဆိုင်ငါ၏နိုင်ငံသည်ဤလောကနှင့်ဆက်ဆိုင်လျင်ငါသည်ယုဒလူတို့လက်သို့မရောက်စေခြင်းကငါဤလူတို့သည် တိုက်လှန်ကြလိမ့်မည်ယခုမူကား ငါဤနိုင်ငံသည်ဤဒေသအရနှင့်မဆက်ဆိုင်ဟုမိန့်တော်မူ၏ပြီးလက်မင်းကလည်းတို့ဖြစ်ရင် သင်သည် ရှင်ဘီယင်မှန်သောဟုမေးသောယေရှုက မင်းကြီးမေးစီအတိုင်းငါသည်ရှင်ဘီယင်မှန်၏တမန်တော်ပေ၌သက်စီခံခြင်းကငါသည်မွေးဖွားခြင်းကို ခံ၍ဤလောကသို့ကြွလာပြီးတမန်တော်နှင့်ဆက်ဆိုင်သမျှသောသူတို့သည်ငါစကားကိုနားထောင်ကြသည်ဟုမိန့်တော်မူ၏ပြီးလက်မင်းကလည်း သမတရားကအဘေသူနီးဟုမေးပြီးမှတပံယူဒလူတို့ရှိရာသို့ထွက်၍ဤသူ၌အဘေအပြစ်ကိုမျှငါမတွေ့ပတ်သက်ပွေး၌လူတယောက်ကို စင်တို့အားငါလွတ်မြဲထုံးစံရှိစီဖြစ်၍ယူဒရှင်ဘီရင်ကိုလွတ်စေခြင်းသလောဟုမေးလျင်တပံလူအပေါင်းတို့ကဤသူကိုမလွတ်စေခြင်းပါဘာရဘကိုလွတ်စေခြင်းပါသည်ဟု အော်ဟစ်၍ရှောက်ဆိုကြ၏သူဘာရဘကဓမြဖြစ်သည် ဒီကနေ့ဖတ်သွားတဲ့ကျမ်းပိုက်များကတော့ရှင်ယောဟန်ခရစ်ဝင်ကျမ်းအခန်းကြီး၁၇မှ၁၈အထိဖြစ်ပါတယ်။နှုတ်ကပတ်တော်ကိုကြားနာသူအပေါင်းဖျားရှင်ကောင်းကြီးပေးပါစေ။